အားလုံးပဲမင်္ဂလာပါမြန်ခရစ်တောင်းနေပြန်ပြီးတော့ကျေးဇူးပါတယ်ကျွန်တော်ကတော့ခုဖြစ်ပါတယ်ကျွန်တော်ဒီပွဲမှာတော့ Binance ကနေပြီးတော့ပေါ့နော်ကျွန်တော် Alpha နဲ့ပတ်သက်ပြီးတော့ Airdrop တွေပေးနေရတယ်ရှိတယ်ဒီ Airdrop မှာ Alpha Point တွေကိုဘယ်လိုမျိုးစုရမလဲဆိုတာကိုပြောပြသွားမှာဖြစ်ပါတယ်ကျွန်တော် Alpha အတွက် Token တွေ Reward ရကျင်နေဆိုရင် Alpha Point တွေကိုများများစုမှရမှာဖြစ်ပါတယ်ဆိုတော့ alpha point တွေကိုဘယ်ထဲမှာစစ်ရမှာလဲအရင်ပြောပြပေးမယ်ပေါ့နော် alpha point တွေကိုစစ်ဖို့အတွက်ကျွန်တော်မောဆိုတဲ့ tab ထဲကိုရောက်အောင်သွားရမယ် ဒီကျွန်တော် home တက်ထဲမှာပဲဗောနော် home ဆိုတဲ့နေရာတွေက mall ကိုရောက်သွားပါပြီးသွားပြီဆိုရင်ကျွန်တော်အပေါ်လေးကိုနည်းနည်းလေးဆွဲလိုက်ဆွဲလိုက်တဲ့ဆိုရင်ဒီအောက်မှာ alpha point ဆိုပြီးတော့ပါတယ် information ဆိုတဲ့အောက်မှာဗောနော် alpha point ဆိုတာလေးပါတယ်ဒီထဲကိုဝင်ကြည့်လိုက်ဝင်လိုက်တဲ့ဆိုရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ရဲ့လက်ရှိ alpha point ကဒါ156လို့ပြနေတယ်ဒီ alpha point တွေက15ရက်လွန်ခဲ့တဲ့15ရက်အတွင်းမှာရှိခဲ့တဲ့ point တွေကိုပဲပေါင်းပြီးတော့ပြပေးတာဖြစ်ပါတယ်ဆိုတော့ဒါက total ပြပေးတဲ့ point ပေါ့နော် တော့ကျွန်တော်တို့ဘယ်လိုမျိုးဒီ point နေရအောင်ဆွေးရမလဲဆိုတာကိုလည်းဆက်ပြီးတော့ကြည့်ရအောင်ပေါ့နော် point ရနိုင်တဲ့နည်းနှစ်ခုရှိပါတယ်ပထမတစ်ခုကတော့ကျွန်တော်တို့ balance point ဖြစ်ပါတယ် balance point ဆိုတာကကျွန်တော်တို့မှာဒီ binance wallet ထဲမှာပေါ့နော် binance exchange account ထဲမှာဟိုးထားတဲ့ပမာဏများရဲ့များတယ်လို့ point တွေကိုပေးတာဖြစ်ပါတယ်ဒီမှာဆိုရင် point 100ကနေကျွန်တော်တို့ point 1000အတွင်းမှာဆိုရင်1 point ရမှာဖြစ်ပါတယ် sorry point မဟုတ်ဘူးဒေါ်လာပေါ့နော်ဒေါ်လာ100ကနေပြီးတော့ဒေါ်လာ1000အတွင်း နေတိုင်းကင်ထားတဲ့ဆိုရင်ဒီနေ့ကို1 point ရမယ်15ရက်စာတွက်တာဖြစ်တဲ့အတွက်15 point ရမယ်ပေါ့နော်အဲ့ဒီလိုပဲဒေါ်လာ1000နဲ့အထက်ကင်ထားတဲ့သူတွေဒေါ်လာ1000နဲ့ဒေါ်လာ1000ရဲ့ကြားမှာရှိတယ်ဆိုရင်ဒီနေ့ကို2 point ရမှာဖြစ်ပါတယ်2 point ရမယ်ပေါ့နော်ဒေါ်လာ1000နဲ့အထက်ရှိတယ်ဆိုရင်တော့3 point ရမှာဖြစ်ပါတယ်ဒေါ်လာ3000နဲ့အထက်ရှိတယ်ဆိုရင်တော့ဒီနေ့ကို4 point ရမှာဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ finance account ထဲမှာဒီနေ့ကိုဒေါ်လာ1000နဲ့အထက်ကင်ထားတဲ့ဆိုရင်ဒီနေ့ကို3 point ရမယ်အဲ့တော့15ရက်စာဆိုရင် 45 point ရမှာဖြစ်ပါတယ်ဒါကတခုပေါ့နော် balance day ကင်ထားရုံနဲ့တင်ကျွန်တော်တို့ဒီ hole လောက်ထားရုံနဲ့တင်ရတိုင်းနဲ့ point ဖြစ်ပါတယ်အဲ့တော့နောက်တစ် point ရနိုင်တဲ့နည်းတစ်ခုရှိပါသေးတယ်နောက်တစ်ခုကတော့ volume point ဖြစ်ပါတယ် volume point ဆိုတာကတော့ alpha token တွေကိုကျွန်တော်တို့ trade တဲ့အချိန် trader ဆိုတဲ့နေရာမှာဒီမှာကအဝယ် volume ကိုပဲထည့်ပြီးတော့တွက်တာပေါ့နော်ကျွန်တော်ပုံမှန်အတိုင်း trade volume လို့ပြောလိုက်တယ်ဆိုရင်အယောင်းအဝယ်နှမျိုးလုံးကိုတွက်လို့ရှိပေမဲ့ဒီ alpha မှာကတော့အဝယ်တိတန့်ကိုပဲကျွန်တော်တို့ပေးပါဖြစ်ပါတယ် ဲ့တော့ဘယ်လိုမျိုးပေးမလဲဆိုတော့ကိုကဒီနေ့2ဒေါ်လာဖို့ Alpha token တွေကိုဝယ်လိုက်တယ်ဆိုရင်1 point ရမယ်။ Alpha token တွေကိုဘယ်လိုမျိုးဝယ်ရမလဲဆိုတာကိုလည်းကျွန်တော်ပြီးရင်ပြောပြပေးမယ်ပေါ့နော်။ကိုကဒီနေ့အတွက်4ဒေါ်လာဝယ်လိုက်တယ်ဆိုရင်2 point ရမယ်။10ဒေါ်လာဝယ်လိုက်တယ်ဆိုရင်3 point ရမယ်။သူကဘယ်လိုတွက်တယ်လဲဆိုတော့ပထမအဦးဆုံး2ဒေါ်လာကနေစတယ်ပေါ့နော်။2ဒေါ်လာကနေပြီးတော့နှစ်ဆဝယ်တိုင်းဝယ်တိုင်းမှာ1 point စီတိုးသွားမှာဖြစ်ပါတယ်။အဲ့တော့2ဒေါ်လာကနေ4ဒေါ်လာကိုဝယ်တဲ့အချိန်မျိုးမှာ4ဒေါ်လာကိုကိုယ့်ရဲ့အဝယ်ဘော်လူပြည့်သွားပြီဆိုရင်2 point ရမယ်။ 8ဒေါ်လာပေါ့အဝယ်ပေါ်လို့ပြည့်သွားပြီဆိုရင်3ပွိုင်ရမယ်အဲ့ဒီလိုပဲတဖြည်းဖြည်းချင်း point တွေကကိုနှစ်စား trade မှာတာလင်းနှစ်စားဝယ်မှာတာလင်းတပွိုင်မဲ့တိုးမှာဖြစ်ပါတယ်ဒါကိုလည်းသိထားဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီနေ့အတွက်256ဒေါ်လာပေါ့ trade လိုက်တယ်ထားပါတော့256ဒေါ်လာပေါ့ trade လိုက်တယ်ဆိုရင်8ပွိုင်ရမယ် အဲ့တော့နောက်ထပ်256ဒေါ်လာဘူးဆက်ပြီးတော့ trade မယ်ဆိုရင်နောက်ထပ်10 point ရမှာလားဆိုရင်တော့မရဘူးပေါ့နော်နောက်ထပ်256ဒေါ်လာဘူးဝယ်လိုက်တယ်ဆိုရင်ကျွန်တော်တစ် point ပဲတိုးမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့912ပဲရှိတော့မှာဖြစ်တဲ့အတွက်9 point ရမယ်။အဲ့တော့နောက်ထပ်912ဖို့ဝယ်တယ်ဆိုရင်10 point ရမယ်။ဒီလိုမျိုးပေါ့နော်ကျွန်တော်တို့အာနှစ်ဆ developing trade တိုင်းမှာ1 point ပဲတိုးမှာဖြစ်ပါတယ်။ဒီနေ့ကိုကိုဘယ်လောက် point စုမှာလဲဆိုတာမျိုးသတ်မှတ်ပြီးတော့မှ 15ရက်စာမျိုးပုံမှန်လေး trade သွားတာမျိုးလုပ်ရင်တော့အဆင်ပြေမယ်လို့ထင်တယ်။ကျွန်တော်ဆိုရင်အခု point စုနေတာအဲတနေ့ကိုဒါ10 point ပေါ့နော်10 point 256ဒေါ်လာဘိုးလေး trade ပြီးတော့15ရက်စာစပြီးတော့စုကြည့်နေတာလောလောဆယ်တော့ alpha token နေမရသေးပါဘူးသူတို့တတ်မှတ်ထားတဲ့ point မှီလို့ error ရတယ်ဆိုတာမရှိသေးဘူးဒါပေမဲ့နောက်ပိုင်းမှာ binance ကနေပြီးတော့ဘယ်လိုမျိုးလေးပြောင်းလာတယ်လဲဆိုတော့ alpha point အပြင်ပေါ့နော်ကျွန်တော်တို့ lucky winner ဆိုပြီးတော့ရွေးရမျိုးလေးရှိတယ် လက်ကိဝင်တာဆိုတာကကိုယ့်ရဲ့ binance uid နောက်ဆုံးအလုံးနဲ့တူတယ်ဆိုရင်ပေါ့နော်သူတို့သတ်မှတ်လိုက်တာဥမာနောက်ဆုံးစလုံးကို9လို့တူတယ်လို့သတ်မှတ်လိုက်တဲ့ဆိုရင်အဲ့ဒီနောက်ဆုံးစလုံး9ရှိတဲ့သူတွေက alpha point အများကြီးရှိစရာမလိုဘူးပေါ့နော် alpha point နည်းနည်းလောက်လေးရှိအောင်နဲ့တယ် airdrop ပေးတဲ့ပုံစံမျိုးတွေကိုပြောင်းလဲလာတာကိုလည်းတွေ့ရတယ်ဆိုတော့အဲ့ဒီထဲမှာများကန်ကောင်းမလားဆိုတဲ့ပုံစံမျိုးနဲ့ point နေစုနေရပေါ့နော်ဒီရောက်မှာကျွန်တော် point စုနေတဲ့ပုံစံလေးကိုကြည့်မယ်ဆိုရင်ဒါတနည်းကို balance point ကနေပြီးတော့3ခုရတယ် volume point ကနေပြီးတော့8ခုရတယ်အဲ့တော့ တစ်ရက်ကိုဘယ်လောက်ရတယ်လဲဆိုတော့အ7.1ရတယ်ပေါ့နော်7.1ဆိုရင်ကျွန်တော်တို့ Azure အတွက်ဆိုရင်15ရက်စာဆိုရင်165 point ရှိရမယ်ကျွန်တော်စလုပ်တဲ့အချိန်တုန်းကကြတော့10 point နဲ့စဆုခဲ့တာမဟုတ်တဲ့အတွက်156ပဲရှိသေးတယ်ပေါ့နော်165 point ပုံမှန်အရှိနေအောင်လို့ထိန်းသွားလို့ရတယ်မရလိုက်တဲ့ရက်ကဒီရှိမှာပေါ့နော်ကျွန်တော်နည်းနည်းအလုံးများသွားတဲ့ရက်မှာ trade ဖို့မေ့သွားတယ် volume point က0ဖြစ်သွားတယ်ပေါ့နော်အဲ့ဒီတရက်စာအဲ10 point ကရောတာကိုတွေ့ရမှာဖြစ်ပါတယ် ဒီလိုမျိုးနည်းနဲ့ပေါ့နော်ကျွန်တော်တို့ point တွေစုရမှာဖြစ်ပါတယ်ဒါပေမဲ့အခုနောက်ဆုံးပေးထားတဲ့ alpha point အရေအတွက်ဆိုရင်186 point ရှိမှသာလဲကျွန်တော်တို့ airdrop တေချာပေါက်ရမယ်ပုံစံမျိုးဖြစ်ပါတယ်နောက်ဆုံးပေးထားတဲ့ပုံစံကိုပြောပြရပါတော့အဲ့တော့ကျွန်တော်တို့ကတနည်းကို set up point မှာစုရဲဆိုရင် 15ရက်စာ165 point ရှိပေမဲ့186ကိုမှတ်မိသေးပါဘူးအဲ့တော့186ကိုမှီဖို့အတွက်ဆိုကျွန်တော်တို့ကဒီနေ့ကိုမဖြစ်မနေ point အနေနဲ့73 point လောက်စုနိုင်မှပဲရပါဖြစ်ပါတယ်73 point စုမှသာလဲကျွန်တော်တို့15ရက်စာဆိုရင် point က195 point ရမယ်ပေါ့နော်အော်ဒီလိုမျိုး195 point ရမှာခုနက186ကိုလုံးဝမှီမှာဖြစ်တယ် point များတဲ့သူတွေများလာတဲ့အခါမှာပေါ့နော် point တွေတိုးပြီးတော့ reward ပေးတာမျိုးဖြစ်လာနိုင်တယ် ဒါပေမဲ့အခုနောက်ပိုင်းမှာကျွန်တော် UID ကိုကြည့်ပြီးတော့ UID နောက်ဆုံးကဏ္ဍလေးတွေနဲ့မဲဖောက်ပေးတာလေးတွေလည်းရှိတာဖြစ်တဲ့အတွက် point နေစုထားနိုင်စုထားဖို့တော့လိုအပ်တယ်ပေါ့နော် training လည်းလုပ်ရတယ်ကျွန်တော်တခါဒီမှာ training လုပ်တာကနေပြီးတော့အငြက်ပြန်ရတာမျိုးတွေလည်းရှိတယ် alpha token တွေကိုကျွန်တော်ဝယ်လိုက်တယ်ဝယ်ပြီးတော့ခဏလောက်နေမှာပေါ့နော်ချက်ချင်းပြန်ရအောင်တာမျိုးမဟုတ်ဘဲနဲ့ခဏလောက်နေမှာ limit နဲ့ တင်ပြီးတော့ရောင်းထားလိုက်တာမျိုးတွေကနေလည်းအမြဲပြန်ရတာမျိုးတွေလည်းလုံးနိုင်တယ်အဲ့တော့ alpha token တွေကိုဘယ်မှာ trade ရမလဲဆိုတာသွားကြည့်အောင်ပါเนาะဒီလောက်ဆိုရယ် point တွေဘယ်လိုမျိုးရလဲဆိုတာကိုနားလည်ကြမယ်လို့မျှော်လင့်နေတယ် alpha token တွေကိုတကယ် trade တဲ့အပိုင်းလေးသွားကြည့်အောင် alpha token တွေကို trade ဖို့ဆိုရင်ကျွန်တော်အပြုံပြန်ထွက်လိုက်ပြီးရင် market ဆိုတဲ့ tab ထဲကိုသွားလိုက် market ထဲကိုရောက်ပြီဆိုရင်ဒီထိပ်မှာ favorite တို့ market တို့ alpha တို့ပါတယ်ပေါ့နော်ဒီထဲက alpha ဆိုတဲ့ tab ထဲကိုသွားပါပြီးပြီဆိုရင်ဒီမှာကျွန်တော်တို့ all ဆိုတာကတော့ alpha မှာ trade လုပ်လို့ရတဲ့ token တွေအကုန်လုံးကိုပြပေးထားတာဖြစ်ပါတယ်ဒီကြက်ကမှကျွန်တော်တို့နဝအလိုက်ပြန်ရွေးလို့ရတယ်ပေါ့နော် BSC နဲ့ trade မှာလား Solana နဲ့ trade မှာလားဒီလိုမျိုးရွေးလို့ရတယ်ဒီကြက်က Solana ကတော့ gas fee အသက်သာဆုံးထဲမှာပါတယ်တော်တော်များများလဲ Solana token တွေကို trade ကြလေးရှိတယ်ပေါ့နော် ပြီးရင် base တို့ပြီးရင် sonnet တို့အစားရှိရဲ့နဝ river က token တွေကိုလည်း trade လုပ်လို့ရတယ် Solana ကို trade မယ်ဆိုရင် Solana တွေက trade လုပ်လို့ရတဲ့ token တွေကိုပြပေးလိမ့်မယ်ဒီကြက်က token တွေကိုအယောင်းဝယ်လောက်ရမှာဖြစ်ပါတယ် sport နဲ့မတူဘူးပေါ့နော် sport မှာသွားပြီးတော့အယောင်းဝယ်လုပ်တဲ့ပုံစံမျိုးမဟုတ်ပါဘူးဒီ alpha က token တွေကိုအယောင်းဝယ်လုပ်မှသာလင်ခုနက point တွေကတိုးမှဖြစ်ပါတယ်အဲ့တော့ဒီမှာကျွန်တော်တို့ trade လုပ်မယ်ဆိုရင် AI 60Z လို့ပုံစံမျိုး token ကို trade လုပ်ချင်တယ်ဆိုရင် AI 60Z ကိုရွေးလိုက်ပြီးရင် trade ဆိုတဲ့ button လေးပါတယ်ပေါ့နော်ဒီအောက်မှာဒီ button လေးကိုနှိပ်လိုက်နှိပ်ပြီးသွားပြီဆိုရင်ကိုကဝယ်မှလားရောင်းမှလားရွေးရတယ်ဝယ်မယ်ဆိုရင်လည်းဝယ်မယ်ရောင်းမယ်ဆိုရင်လည်းရောင်းမယ်ပေါ့နော်အခုကစပြီးတော့ဝယ်မယ်ဆိုရင်တော့ buy ဆိုရက် cloud ကိုပဲ နှိပ်ပေးထားရမယ်ပြီးရင်ထိန်းထားလေးမှာ limit နဲ့ instant ဆိုပြီးတော့နှစ်ခုပါတယ် instant ကတော့ကျွန်တော်ချက်ချင်းတန်းပြီးတော့ token တွေကိုဝယ်လိုက်တာ limit ကကြတော့ကိုဝယ်ခြင်းနဲ့ဈေးနဲ့သတ်မှတ်ပြီးတော့အယောင်ဝယ်လောက်တာ limit မှာကတော့ကျွန်တော်တို့ USDC token တစ်မျိုးကိုပဲသုံးပြီးတော့ limit အယောင်ဝယ်လောက်လို့ရသေးတယ်အဲ့တော့ limit ကိုမှသုံးခြင်းနဲ့ဆိုတဲ့သူတွေကတော့ကျွန်တော်တို့ USDC ကိုသုံးဖို့လိုအပ်ပါတယ် ကိုဝယ်ခြင်းနဲ့ဆိုရင်ကိုဝယ်ခြင်းရဲ့ပမာဏကို minimum ဘလောက်နဲ့ဝယ်မှာလဲပေါ့နော်ဘလောက်ပမာဏဝယ်မှာလဲဆိုတဲ့ပုံစံမျိုးရွေးပြရမယ်ကိုက0.33နဲ့ဝယ်ခြင်းနဲ့ဆိုရင်0.33လို့ထည့်ပြီးစဉ် buy ai 60c ဆိုတာလေးကိုနှိမ့်လိုက်ပြီးရင် confirm ဆိုတာလေးကိုနှိမ့်လိုက်ဒါပဲပေါ့နော် ai 60c ရဲ့ဈေးက0.33 usdc ကိုရောက်တဲ့အချိန်မှာဒီ259ဒေါ်လာကိုဝယ်သွားမှာဖြစ်ပါတယ်သို့တော့ရောက်မှာပေါ့နော်ဒီနေ့မှမရောက်ဘူးဆိုရင်ဒါမဝယ်ဘဲနဲ့ကြော်သွားမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ trading volume ခုနက ဘိုင်ဘောလို့မပြည့်တဲ့အတွက် point 6ခုကတော့ရမှာမဟုတ်ဘူးအဲ့တော့ point 6ခုရခြင်းတယ်ဆိုရင်ကျွန်တော်ချက်ချင်းဝယ်ပြီးတော့ချက်ချင်းပြန်ရောင်းတာမျိုးတွေလည်းလုပ်လို့ရတယ်ဒါကိုတော့ instant ဆိုတဲ့ button ကနေပြီးတော့သွားလောက်ရမှာဖြစ်ပါတယ်ဒီလိုမျိုးလုပ်ပြီးတော့ကျွန်တော်ခုနကလိုပဲကိုယ်ဝယ်မဲ့ပမာဏကိုထက်ဒါဆိုအောက်မှာ token ပြပေးလိမ့်မယ် place order ကိုနေပြီးရင် confirm နေလိုက်တယ်ဆိုရင်ဒါချက်ချင်းဝယ်ပြီးသားဖြစ်သွားလိမ့်မယ် ခဏနေရာနဲ့ချက်ချင်းဒီ order ကဖေးဖြစ်သွားမှာဖြစ်ပါတယ်ဒါပြည့်သွားပြီပေါ့နော် order ပြည့်ကြအောင်ဒီပုံမှာ notify လေးလည်းတက်လာပြီအဲ့ပြန်ရောင်းချင်တဲ့ဆိုရင်လည်းအဲ့ဒီအတိုင်းပဲကျွန်တော်တို့ AI 60Z ကိုအပေါ်ကထား front net 2နဲ့ကိုနေရာပြောင်းလိုက်အောင်မယ်ဒီများလေးနှိပ်ပြီးတော့ပြောင်းလို့ရတယ်ပြီးရင် mask ဆိုတာလေးကိုနှိပ် ပြီးတော့ဒီမှာကြည့်လိုက်ပါတော့ခုနက250ခုဝင်ပေမဲ့အခု256ပဲပြန်ရမှာဖြစ်ပါတယ်ဒီလိုမျိုးဈေးအတက်အကျလေးတွေဈာတွေကကွာခြားချက်လေးတွေတော့ရှိရဲအဲ့တော့ကျွန်တော်တို့ကဘယ်လိုမျိုးပြန်ရောင်းလို့ရလဲဆိုတော့ limit နဲ့ပြန်ပြီးတော့ရောင်းလို့ရတယ်ဥပမာ0.39 2လောက်ရောက်မှကျွန်တော်တို့ AI 60Z တွေကိုပြန်ရောင်းမယ်ဆိုတာမျိုးပေါ့နော်ဒါဈေးတက်လာမှရှာမှာပေါ့နော်အကယ်၍0.392ကိုမရောက်ပဲနဲ့အောက်ကိုပြန်ဆင်းသွားတယ်ဆိုရင်တော့ကျွန်တော်ရှာပါမဟုတ်ပါဘူးအဲဒီမှာပြန်ရမယ့်ပမာဏကလည်း256.86ပဲပြန်ရမယ် USDC ပေါ့နော်အဲ့တော့ အဒီထဲမှာကိုထည့်ခြင်းတဲ့ limit ပမာဏကိုထည့်လို့ရတယ်။ဥပမာ0.4ကျမှရောင်းမယ်ဆိုရင်0.4ပေါ့နော်။ဒါ limit နဲ့ရောင်းတာကအဲ့ဒီအတိုင်း instant ကတော့ချက်ချင်းအခုရှိနေတဲ့ဈေးနဲ့ပြန်ရောင်းလာ။ရှိနေတဲ့ဈေးနဲ့ရောင်းမယ်ဆိုတော့256ပဲရမှာဖြစ်ပါတယ်။အဲ့တော့ place order ကိုနှိပ်လိုက်ခဏနေလို့ပြည့်သွားတယ်ဆိုရင်ဒါကျွန်တော်တို့ AI Sensitivity Token တွေကိုပြန်ရောင်းပြီးသားဖြစ်သွားမှာပါ။ဘယ်လိုမျိုးရောင်းရမလဲဘယ်လိုမျိုးဝယ်ရမလဲဆိုတာကိုလည်း ငါလည်းသွားကြမလို့မျှော်လင့်ပါတယ်ဒီလိုမျိုးအယောင်းဝယ်လောက်တာကနေပြီးတော့ကျွန်တော်တို့အယောင်းကိုတော့တို့ကဘောလူးထည့်မတော့ဘူးပေါ့နော်အဝယ်ဝဲထည့်တွက်တာဖြစ်ပါတယ်ဒီအဝယ်ဘောလူးကိုခုနကကျွန်တော်တို့ဒီဟုံးလေးကမော်ရဲကိုသွားပေးရင် alpha point ဆိုတဲ့နေရာမှာ ပေါ်လူပြပေးတာဖြစ်ပါတယ်ဆိုတော့ alpha point နဲ့မှာကျွန်တော်တို့တွားကြည့်လိုက်မှဆိုရင်156ရတယ်အဲ့ဒီ156 point တွေကိုဘယ်လိုမျိုးစုထားရလဲဆိုတော့ဒီပေါ်လူတွေကိုလိုက်ကြည့်လိုက်တယ်ဆိုတော့ပေါ်လူမှာ259ပေါ့နော်ဒါတစ်ရက်ကို259ဒေါ်လာကိုအဝယ်ပြပြလာပြီးတော့ point တွေစုလာခဲ့တာဖြစ်ပါတယ် valence point ကိုလည်းဒီမှာပြပေးထားတယ်ပေါ့နော် valence point ဆိုလည်းဒေါ်လာ1000ကျော်တာဖြစ်တဲ့အတွက်3 point ရတယ်ဒီလိုမျိုးနည်းနဲ့ point တွေစုလို့ရပါတယ် okay ပါဒါဆိုရင် alpha point တွေဘယ်လိုမျိုးစုရမလဲ alpha ဆိုတာကဘာလဲဆိုတာကိုလည်းနားလည်သွားကြမလို့ပြောလို့ပါတယ် ဗီဒီယိုလေးကိုစောင့်ကြည့်ပြည့်အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခင်ဗျာအားလုံးပဲ trade time မြတ်ကြပါစေခင်ဗျာ